ီနေ့မှာတော့ကျမ်းမာပျော်ရွှင်သောနေ့စဉ်ဘဝကိုဖျက်ဆီးနိုင်မှုအကျွမ်းနီလန်းကောင်းလေးတွေနဲ့မိတ်ဆက်ပေးပါရစေ။နံပါတ်1ရေတဲ့ဖြည့်ဖို့ရေမြတ်များတောက်ပါ။နံပါတ်2နှလုံးကျန်းမာရေးအတွက်နေ့စဉ်လမ်းလျှောက်ပါ။နံပါတ်3ကောင်းမွန်စွာအိပ်စက်ခြင်းဖြင့်အုံနောက်ကိုအနားပေးပါ။နံပါတ်4ကုခန်အားထွက်အစိမ်းရောင်ဟင်းသီးဟင်းဝယ်များစားပါ။နံပါတ်5အယုဒမာဖို့အလေးမာပါ။နံပါတ်6စိတ်ပြည့်စုံမှုလျှော့ချဖို့တရားထိုင်ပါ။ ံပါတ်ခွန်အရင်ပြေဝဖို့တကြားရှောင်းပါနံပါတ်၈ဗီတာမင်ဒီရဖို့အတွက်နေရောင်ခြည်တက်ကိုခံယူပါနံပါတ်၉တိတ်မညံတိုးတက်ဖို့အတွက်စားဖက်ပါနံပါတ်၁၀စိတ်လက်ပေါ်ပါဖို့အတွက်မကြာခဏရေမောပါနံပါတ်၁၁အဆုတ်ကျန်းမာရေးအတွက်အသက်ခံပြင်းပြင်းရှူပါနံပါတ်၁၂စိတ်ကျန်းမာရေးအတွက်အနည်းစင်မှတ်တမ်းရေးပါနံပါတ်၁၃ကြွက်သားအတွက်ပရိုတင်းထက်စားပါနံပါတ်၁၄မျက်လုံးအတွက်စခရင်တိုင်းကြည့်ခြင်းလျှော့ပါနံပါတ်၅အာဟာရအတွက်လက်ဆက်သောအစားအစာချက်ပါနံပါတ်၁၆စိတ်နေစိတ်ထားအတွက်ကျေးဇူးတင်မှုကိုလေ့ကျင့်ပါနံပါတ်၁၇အပြု သဘောဆောင်စီဖို့ပို့ပြုံးပါနံပါတ်၈ငွေကြေးကုန်ညာစီလျှော့ချရန်အတွက်အိမ်တွင်ချက်ပြုတ်ပါနံပါတ်၁၉အာယုံစုဆိုင်မှုအတွက်ခဏနာပါနံပါတ်၂၀တင့်တိုးတက်မှုကိုမှတ်သားပါနံပါတ်၂၁မိသားစုကိုအချိန်ပေးပါနံပါတ်၂၂ပြန်လည်အားပြည့်ဖို့အိပ်စက်ခြင်းကိုကာကွယ်ပါနံပါတ်၂၃အသားရည်စုပြည့်ဖို့ရေတက်ပြေပါကဲဒီအချက်တွေကိုလိုက်နာခြင်းဖြင့်ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ In the bridge ကနေစီစဉ်တဲ့ sharing is caring program မှာတူတူတယောက်ချင်းစီတို့ ကြိုးကျေးဇူးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်ရဲ့ Facebook page လေးကို like and follow YouTube ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။